ဒါကတော့ဘယ်တော့မှနေမဝင်တဲ့နေရာလေးဖြစ်ပါတယ်။ညတကောင်ချိန်ရနေ၁၂နာရီထိုးနေတော့မှကောင်းကင်ယံမှာနေလုံးကြီးရှိနေသေးတာကိုတွေ့ကြည့်ပါ။ညဆိုတာမရှိ၊ဂျယ်ရီလာတွေကိုမမြင်ရပဲနဲ့နေရာတစ်မျိုးတည်းကိုထွန်းလင်းတောက်ပနေတဲ့နေရာဆိုတာကဘာမှတကယ်ကိုရှိပါတယ်။ဒီရဟာစိတ်ကူးရဲ့နေရာတစ်ခုလို့တော့မှတင်ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။တကယ်ရှိတယ်ဆိုတာကတော့အန်ဟောစီယာလို့ပြောရပါမယ်။ မင်းနိုင်စံလို့ခေါ်ရဲညတကောင်နေလို့ခေါ်ရဲဒီဖြစ်ရက်ကိုတော့အာတိန်နဲ့အနာတိကဆဝါရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ဒေတာတွေမှာတွေ့ရှိရတဲ့ပိုင်းမင်းနိုင်စံဖြစ်ပေါ်တဲ့အချိန်တွေမှာဆိုရင်တော့နေဟာတပတ်တလားချိန်ကိုမှဝင်သွားခြင်းမရှိဘဲနဲ့အမြဲကိုမှထွန်းလင်းနေတဲ့ပိုင်းနဝေပြည်နယ်မှာရှိတဲ့ဒေတာတခုမှာဆိုရင်တော့မင်းနိုင်စံဖြစ်ရက်ဟာမေလအလယ်မှာစတင်ပြီးတော့ဇူလိုင်လကုန်ထိကိုမှနှစ်လအကြာကိုနေမဝင်ပါဘူးဒေတာခံတွေတော်ကတော့ဒီအချိန်ဟာသူတို့ဒေတာရဲ့ဂုဏ်ယူစရာဖြစ်ရလို့တော့မှာဆိုလို့ရပါတယ်။တညာလုံးမအိပ်ပဲနဲ့ထိုင်နေလို့လည်းရပါတယ်။ညအခါမှာရှာရတဲ့စီးပင်တွေကိုလွယ်လွယ်ကူကူရှာဖွေလို့ရပါတယ်။ ။ရောင်ကြီးကြောင့်ကိုတဘာဝအလားတွေဟာပုံမှန်ထင်ရှားလာပြီးတော့ဒရိစံတွေဟာလည်းညဘက်မှာပိုလို့တော်မှာတက်ကြွရတယ်လို့ဒေတာခန်တွေကလည်းဆိုကြပါရင်ဒါပေမဲ့နှစ်လားကြာနေမဝင်တာကလည်းလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။လူများစုကတော့အိမ်မရတာမျိုးကိုခံစားရပါရင်လူရဲ့ခန္ဓာကိုယ်ဟာဘယ်ချိန်မှနာပြီးတော့ဘယ်ချိန်မှအလုံးလို့ရမယ်ဆိုတာကိုဆုံးဖြတ်ဖို့ခက်ခဲလာပါရင်ဒါပေမဲ့လည်းဒီပြည့်ရဟာညီညီချင်းချင်းကိုအန်အောင်စရာအစီအပိုင်းတစ်ခုလည်းဖြစ်ပါရင်ကဘာကြီးရဲ့လေပတ်မှုကြောင့်လည်းဒီလိုမျိုးထူးခြားတဲ့ဖြစ်စဉ်မျိုးရှိရလည်းဖြစ်ပါရင် တင်ဟာခုလိုမျိုးနေမွေနဲ့နေသားကိုတွားရောက်မယ်ဆိုရင်ဘလို့အမှတ်တရမျိုးကိုဖန်တီးမလဲဆိုတာကိုလည်းကွန်မန့်လေးမှာဖြည့်ပေးခဲ့လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်